ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ဆိုတော့နီးပြ AMOR ကတော့ကျွန်တော်ဒီ weekend မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်ပရီးမီးယားလိပွဲစဉ်အတွက်ပေါ့နော်ကျွန်တော်ဒါသတင်းစာရှင်းလင်းပွဲကျွန်တော်လုပ်ခဲ့တယ်ပေါ့ဗျာ။အဲ့ဒီတည်းကနေပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကလေးတွေကျွန်တော်ဒါပြောကြည့်အောင်ပါ။ဆိုတော့ West Ham နဲ့ရှင်ပြိုင်ကစားရမယ်ပေါ့နော်။အတင်းတွေကဘူလူဝဲကိုတက်သွားအပြီးမှကျွန်တော်အနေနဲ့ဒါ ဟိုဒီရပိုင်းဒါပရီးမီးယားလီတွေလည်းပြန်ကန်တော့မယ့်အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ကစားမားတွေကိုအနာပြီးမာလာဘလို့ဆုံးဖြတ်လာမလဲဒါရင်းနဲ့ပတ်သက်ပြီးတော့နီးပြပြောထားတာတွေကျွန်တော်ရှိတယ်ဆိုပထမဆုံးအနေနဲ့ပေါ့နော်သူနီးပြအမူရင်းကိုကျွန်တော်ကထပ်ပါတော့ဘလူးဘဲတက်သွားပြီဆိုတော့ဂျားထဲမှာကစားမားတွေကိုနားပေးဖို့ရှိလာပေါ့နီးပြကတော့အဲအဲ့လိုကြီးတီးတန့်ကြီးတော့ကျွန်တော်မရှိဘူးပေါ့နော်သူတို့ဒီကြားထဲမှာဆိုလို့ချင်းကစားချိန်မိနစ်တွေသူတို့ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့တခါတလေမှာဟိုဒီတိုင်းကြီးတီးတဲ့အနာပေးနေတာတဲ့ဆာလို့ရှိရင်ပွဲလေးတွေကစားနေတာက ကစားမရတဲ့เนาะပူပြီးတော့ကောင်းနေပေါ့ဗျာ rhythm မီးရဲ့ပုံစံမျိုးတွေကျွန်တော်ကတွေ့ရနိုင်နေပေါ့ဆိုတော့ကျွန်တော်အနေနဲ့ကာကွယ်ဖို့ကြိုးပမ်းရမှာကဒန်ယာရနိုင်ကြီးရှိတဲ့ကစားမတွေကိုကျွန်တော်အနေနဲ့တတိထားပြီးတော့เนาะကျွန်တော်ဒါသုံးမရမယ်ပရီးမီးယားလေးအပါဝင်ပြိုင်ပွဲတိုင်းမှာကိုတွေကကျွန်တော်တင်းကအနိုင်ရလို့သိရှိတယ်ပေါ့ဗျာเนาะဒါကြောင့်စပါးနဲ့မကစားမီကျွန်တော်ဒါမကစားခင် Chelsea နဲ့ပွဲကိုလည်း ဟိုဘယ်လိုပြောမလဲအခုဆိုလို့ရှိရင်ကျွန်တော်တောက်ကြနေဒီပိုင်းရွှေ့လက်ပြီပါဒါကြောင့်ပြန်လဲအနားယူဖို့အချိန်ရသွားတယ်ဗောနော်အဲဘယ်သူတွေကိုအနားပေးမလဲဆိုတာကလည်းကျွန်တော်လက်ရှိချိန်မှာတီချာတော့ဆုံးဖြတ်ရအောင်ပါဗောနော်ဥပမာဘရူနိုဖရန်နက်ဆိုလို့ရှိရင်ဒဏ်ရာပြဿနာတွေပါပြီးကြုံရတဲ့တဲ့ကစားမမျိုးကျွန်တော်မဟုတ်ဘူးဗောဒါပေမဲ့ဟယ်ရီမကွိုင်းရတို့ပါလို့ဆိုလို့ရှိရင် injury ပြဿနာတွေကြုံရလေးရှိတဲ့ player တွေဖြစ်တယ်ဗောနော်ဟိုဒါကြောင့်ဘယ်လိုဟိုအသင်းအနေနဲ့ ဘသူတွေကိုအနားပေးရမလဲဘသူတွေကိုအနားမပေးသင့်ဘူးလဲဆိုတာမျိုးတွေကိုတည်တည်ချာချာသူ့အနေနဲ့ဆုံးဖြတ်သွားဖို့ကျွန်တော်ရှိတယ်တရားခံခွဲသွားမှကျွန်တော်ရမယ်ပေါ့ဗျာဟိုဒီတိုင်းကြီးတီးတဲ့ညီလုံးကအနားပေးနေတာတဲ့စာလို့ရှိရင်သူဟာနေသူဖြစ်တဲ့မိနစ်ကလေးတွေရနေတာကို तू ကတတော်သဘောကျတဲ့ပုံစံမျိုးပါဟိုဟိုကျွန်တော်ကတော့ပထမပိုင်းမှာတော့ကစားရတယ်ဒုတိယပိုင်းမှာကစားရတယ်ဒီလိုမျိုးခွဲပြီးမယ်ဆိုရင်တော့ပြဿနာမရှိဘူးလို့တော့ထင်တယ်မဟုတ်ရင်တော့မလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်ရင် ဟိုပွဲတွေကဗျာကြားထဲမှာကျွန်တော်တို့တွေကတော့အရေးကြီးတဲ့ပွဲစဉ်ကြီးပါပဲเนาะကျွန်တော်တို့ဒီအကယ်လို့များပေါ့เนาะအကယ်လို့များယူရိုပါလိမှာကျွန်တော်တို့ထင်တယ်လို့ဖြစ်မလာဘူးဆိုလို့ချင်းပရီးမီးယားလိကလက်ရှိတိုင်ပတ်နေတာတွေကဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတော့ကိုရီအတွက်ပရီးမီးယားလိမှာဒီတက်ပို့ပြီးတော့ကောင်းတဲ့အခြေအနေတွေကိုကျွန်တော်မြင်ရမှကြုံရမှကျွန်တော်ဖြစ်မှာဒါကြောင့်ပေါ့เนาะပရီးမီးယားလိကလည်းဒီတက်တော့ကျွန်တော်ပို့ပြီးတော့စိုးဖို့မတင်တော့ဘူးပေါ့เนาะပို့စိုးဖို့မတင်တော့ဘူးကစားမားတွေကို injury တွေကာကွယ်ဖို့တချို့ကစားမားတွေအနာပြီးဖို့လိုတာမှန်ပြီးမြဲခုနကနီးပြပြောသလိုပဲ ကျွန်တော်တို့အတွက် risk များတဲ့ player တွေကိုပဲကျွန်တော်တို့ဒါသတိထားပြီးတော့ကျွန်တော်တို့သုံးပါမှာဥပမာ Mazda V တို့ကျွန်တော်ဆိုလို့ရှိရင်ကြည့်လိုက်ရင်တော်တော်လေးတိုင်ပက်နေတာကိုကျွန်တော်တွေ့ရတယ်ဗျာ။အော်နော် Mazda V တို့ပြီးလို့ရှိရင်အဲဒါ Nissan Maw တို့ဆိုလို့ရှိရင်ဒဏ်ရာခဏခဏရတတ်တဲ့ကစားမတွေ Luxury တို့ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိကွင်းလေကအဲဘယ်သူတွေရှိမလဲကျွန်တော်တို့ဒါ Every Sino ကတော့သုံးပါပါ။ပြီးလို့ရှိရင် Menu တို့နော်။ဒါအပြင် Harry Maguire တို့ဆိုလို့ရှိရင်အတင်းမှာအရေးကြီးတဲ့အရေးကြီးတဲ့နောက်တန်းနေ injury ပြဿနာတွေကျွန်တော်ကြုံရလေးရှိတယ်ဆိုတော့ဒီလိုကစားမတွေကိုကျွန်တော် ပွဲချိန်ပြည်ကြီးတွေပွဲတိုင်းပွဲတိုင်းကျွန်တော်တုံးလို့ကျွန်တော်မရဘူးယူရိုပါလိဖိုင်နယ်ကအဝေးကြီးမကျန်တော့ဘူးကျွန်တော်22ရက်နေ့မှာကစားမှာနောက်တဲ့10ရက်လောက်ပဲကျွန်တော်ကျန်တော့တာဗျာဒီလားအဲ့လောက်ကြီးကြီးကျွန်တော်တို့မဝေးတော့ဘူးဒါကြောင့်ဗောနော်အကြားထဲမှာကျွန်တော်တို့နေကစားမယ့်ပွဲစဉ်တွေကလည်းကျွန်တော်ရှိသေးတာဒါကြောင့်ဘယ်လိုပဲပြောပြော MOD နေနဲ့တည်တည်ချာချာတော့ကင်တွေမှရမယ်အခုခုနကပြောတဲ့ Bruno Fernandes တို့ဘာလို့ဆိုလို့ရှိရင်အာသူကတော့လုံးဝရာ fitness level ရာတော်တော်ကိုကြံ့ခိုင်မှုပြည့်တဲ့ကစားမပဲငါတို့သူ့ကိုပွဲတိုင်းသုံးလို့ရပါတယ်ဆိုပြီးတော့လေသုံးလို့ကမသင့်တော့ဘူးဘာလို့လဲဆိုတော့ ဒဏ်ရာပြဿနာတော့ Fernandez ကဂျုံရင်းမဂျုံလိမ့်မယ်ဒါပေမဲ့လို့ပင်ပန်းနေတယ်ဆိုလို့ရှိရင်ကစားမတယောက်ကသူ့ရဲ့အကောင်းဆုံးပုံစံ perform လုပ်နိုင်ဖို့เนาะခြေသွမ်းပြနိုင်ဖို့ကမလွယ်ဘူးဗျာဆိုတော့ MOD နေနဲ့ပေါ့နော်အရေးကြီးတဲ့ပွဲစဉ်တွေမတိုင်ခင်မှာကစားမတွေကိုကျွန်တော်တို့အနာပေးဖို့ကြိုးပမ်းတာကအကောင်းဆုံးပဲအဓိကကစားမတွေပေါ့နော်ဆိုတော့ဒီ West Ham ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ထည့်လို့ရတယ်ပြဿနာဖြစ်ဖို့ Fernandez တို့ဘာလို့ အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကြားထဲမှာ Chelsea နဲ့လာလားနော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒါ Europa League Final ဆိုတော့ Chelsea တို့ဘာလို့လဲပွဲမှာအနားပေးလို့ကျွန်တော်ရတယ်အဲ့ဒါမျိုးတွေပေါ့ဒါကြောင့် Emery ကတော့ကစားသမားတိုင်းကိုတော့သူအနားပေးဖို့ကျွန်တော်မရှိဘူးဒါအပြင်ပုံမှန်ကစားခွင့်ရနေတဲ့ကစားသမားတွေကိုလည်းဆက်ပြီးတော့ကစားပေးဖို့ကျွန်တော်ရှိတယ်သူတို့ကဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးတော့စိတ်ပူပါတဲ့ကစားသမားတွေကိုတော့အတိုင်းအတာတစ်ခုထိကျွန်တော်ဒါဟွာဖြစ်သွားဖို့ရှိတယ်ပေါ့နော်သတိထားကင်တွေသွားဖို့ရှိတယ်ဆိုတာကိုသူပြောသွားတယ်။နီးပြားကတော့ကျွန်တော်တို့ထက်ကစားမားတွေကိုအနီးကစီမံနေရတဲ့သူဆိုတဲ့ခါကျတော့ ောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะအာမတ်တီယာလိုလိုဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကတတိထားပြီးတော့ကျွန်တော်တို့ဒါသုံးမှကျွန်တော်ရမှာကိုအာမတ်ကလေးပြန်ကောင်းနေပြီဟာဆိုပြီးတော့ချက်ချင်းပွဲတိုင်းသုံးလို့ကျွန်တော်မရဘူးပေါ့เนาะဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်အတင်းကခန်းစစ်ပိုင်းထက်တိုက်စစ်ပိုင်းကိုပိုအားပြုတဲ့ပေါ့เนาะတောင်မှန်ကစားမတချို့ရှိတာကအတင်းရဲ့ကစားတဲ့ပုံစံကိုပြောင်းလဲသွားစေနိုင်တယ်ပေါ့เนาะဒါကြောင့်အနာဂတ်မှာဒီလိုမျိုးတွေကျွန်တော်တို့ဒါဖြစ်အောင်ကျွန်တော်တို့အနေနဲ့လုံးဝကြိုးစားပြီးတော့လှုပ်ဆောင်သွားဖို့လိုတယ် ပုံပြီးပို့ပြီးတော့ပုံစံကောင်းနေပြလာနိုင်ဖို့ကျွန်တော်အသေးချာအချိန်ယူရမယ်ပေါ့တခါတည်းနဲ့တော့အရာအားလုံးဟာကိုလူချင်းတဲ့ပုံစံတိုင်းချက်ချင်းကြီးဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ခဏတိုင်းခဏတိုင်းသူ့အနေနဲ့ဒီကိစ္စကိုအမြဲတမ်းပြောနေရတယ်ပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့အနေနဲ့ပွဲတပွဲကိုနိုင်ပွဲရအောင်ဆွမ်းဆောင်နေနေဆိုရင်တော့မှအာနေချက်တွေရှိနေတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်နေပေါ့နော်ဟိုကိုရီတင်းကလက်ရှိမှာပြည်တနာပေါ့အများကြီးနဲ့ကျွန်တော်ကြုံနေရတယ် ဒီလိုပွဲမျိုးတွေကိုအနိုင်ရနေတာတောင်မှပွဲအတွင်းမှာတူးတက်ဖို့လုံဆောင်ဖို့လူနေတဲ့အရာတွေအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်တွေ့နိုင်နေပေါ့ကျွန်တော်ဒါကိုပြောတာပြသေးလားဟိုဘာပဲပြောပြောကိုနီးပြားကအဲ့လိုမြင်နိုင်သေးတော့မဆိုးပါဘူးเนาะ Eric Ten Hag လက်ထက်တုန်းကဆိုလို့ရှိရင်တော့ဘာပဲပြောပြောကျွန်တော်နိုင်သွားတာပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ဒါတာဗျာလက်ရှိ Rubin Amorin ကတော့တေချာထောက်ပြတယ်အချင်းကြီးကเนาะကိုရီနိုင်သွားတာကောင်းတယ်ဒါပေမဲ့လို့ဘာကြောင့်ငါတို့ဒီပေါ့เนาะဟိုတချို့မိနစ်တွေမှာတိုင်ပတ်ခဲ့တယ်လေဘာကြောင့်ငါတို့ဒီဘာတွေဘယ်နေရာတွေလိုအပ်နေတယ်လဲဆိုတာတွေကို မြင်နိုင်သေးတယ်ဆိုတာကိုသူပြောတာလေဥမာကျွန်တော်မင်းညာကဆိုလို့ရင်ကျွန်တော်ကြည့်ကြည့်ပါလား41နဲ့ကျွန်တော်နိုင်တယ်ရလကမင်းလုံးဝ complaint တက်ဆရာကိုမရှိဘူးနှစ်ကျော်ပေါင်း71ဆိုတဲ့ရလနဲ့ကျွန်တော်နောက်တစ်ဆင့်ကိုကျွန်တော်တက်တာဘာ complaint မတက်ဆရာကျွန်တော်မရှိဘူးဒါပေမဲ့ပထမပိုင်းကိုကျွန်တော်ကြည့်ကြည့်လိုက်ကျွန်တော်တို့ဘာတွေမြင်ခဲ့ရလဲဟုတ်တယ်ပါကိုတွေက3စီးနဲ့ဥဆောင်ကိုရထားပြီးတော့ကိုအိမ်ဝင်းကြီးမှာကစားရတာတော့မှကစားမတွေကလီတီလီကန်နေဖြစ်တယ်ကွန်းလင်မှာဘောလုံးတွေပြတ်တယ်လောင်းဘောတွေခဏတိုင်းပေးတယ်တိုက်စစ်ကတယောက်ချင်းတယောက်တွေဂူးမရဘူး နော်လုံးဝဂိုးမရဘူးဟောသူများဘက်ကကျတော့အဝေးရက်နေလှန့်ကန်တာနေဂိုးရီရတယ်ပြိုင်ဘက်ကိုကျွန်တော်ထိန်းချုပ်ပြီးတော့ကျွန်တော်မကစားနိုင်ဘူးနော် position ကျွန်တော်မကစားနိုင်ဘူးကစားမတွေကဘောလုံးပြီးတိုင်းတအားမှားနေတယ်ဆိုတော့ကို okay ဒီပွဲကတော့ငါတို့လက်ထဲမှာရှိတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ပွဲကိုမစတင်နိုင်ဘူးဗျာဒါကြောင့်ဘောတော့ MOD က9နဲ့ပွဲဒီမှာတောင်မှအသင်းမှာလိုအပ်ချက်တွေကိုကောင်းကောင်းမြင်နိုင်သေးတယ်ဆိုတာကိုသူပြောနေတာအဲဘာပဲပြောနီးပြကိုယ်တိုင်ကဒါမျိုးမြင်နေလို့ပဲအဓိကအရေးကြီးတယ်ပြည့်တဲ့တွေကသူ့သူဘလိုပဲစိတ်ထဲရှိရှိเนาะကစားမားတွေ เนาะကစားမတွေပြီးလို့ရှိရင်နီးပြတွေကဒါမျိုးကျွန်တော်မြင်နိုင်ဒီမှာရမှာမဟုတ်လို့ရှိရင်နိုင်ပွဲရဖို့တည်တာအရာရာဆိုပြီးတော့နိုင်ပွဲရတိုင်းကျွန်တော်တို့ကအရာအလုံးအပေါင်းလက္ခဏာဆောင်နေတဲ့အရာမျိုးမှာကျွန်တော်မဟုတ်တာเนาะအဲဒီ Mourinho ကကျွန်တော်ရောက်စကလေးကသူဒါတွေကိုပြောလာတာ Everton ကိုကျွန်တော်တို့ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲတုန်းကလည်းအဲ့လိုပဲကျွန်တော်တို့မှလိုအပ်ချက်တွေအများကြီးရှိသေးတယ်အားနည်းချက်တွေဘယ်နေရာတွေရှိသေးတယ်ဆိုတာသူအများနဲ့ပြောပြလေးရှိတယ်ဒါကောင်းတဲ့အရာပဲဗျာเนาะကျွန်တော်ဒါအဲ့ဒီအခြေအနေတွေကိုကျွန်တော်ကတိုးတက်အောင်ပဲကျွန်တော်တို့ဒါလှုပ်ဖို့ကျွန်တော်တို့ဂျန်တော့တယ်ဒါပြင်သူဆက်ပြီးတော့ပြောသွားတယ်ဗျာเนาะ အဲယာတီကုန်လို့ရှိရင်ကျွန်တော်တို့ယာတီယိုခြေစမ်းပွဲစဉ်ဒီအနေနဲ့အာရှတွေကိုကျွန်တော်တွားပြီးတော့ကစားရမယ်ပေါ့နော်ဒီနေရာမှာနီးပြားကတော့နွေယာတီခရီးစဉ်နေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဟိုသူအတင်းတာဝန်ရှိသူတွေရဲ့ဘက်ကနီးပြားဖြစ်သူနဲ့လည်းသူနဲ့လည်းတိုင်ပင်ခဲ့တယ်ပေါ့နော်ကျွန်တော်နေတော့ကလပ်အတင်းကိုကူညီဖို့သူလိုတယ်ပေါ့ဗျာဘာလို့လဲဆိုတော့ဒီခရီးစဉ်တွေကနေပြီးတော့အတင်းကငွေကြီးအချို့ရရှိမှာဖြစ်တယ်ပေါ့ကျွန်တော်တို့ကဘာတောင်းကပြည်သက်တီနဲ့လည်းချိတ်ဆက်သွားဖို့ရှိတယ်အဲ့ဒါကအင်မတန်အရေးကြီးတယ်ပေါ့သူတို့ပြင်ဒီခက်ခဲတဲ့ယာတီမှာ ကျွန်တော်တို့ဒါရှုံးနေပြီးတော့ပြည်သက်တွေစိတ်ပြက်တဲ့အခြေမျိုးမှာဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ပြည်သက်တွေနဲ့ကျွန်တော်တို့က connect ဖြစ်ဖို့လိုတယ်ပေါ့နော်အဲဒီလိုသွားရောက်ကစားပြတာကလည်းသူတို့လုံနိုင်တဲ့အ ਨੇ ဆုံးအရာလို့သူယူဆတယ်ပေါ့နော်ဒါပြင်အတင်းသားအကုန်လုံးလူငယ်တွေရောနော်ဝန်တန်းတွေရောနော်ကျွန်တော်အဲ့ခီစဉ်ကိုပါသွားလိမ့်မယ်ပေါ့ဝန်ထမ်းတွေအပြောင်းလဲအများကြီးရှိကြတော့အခုလိုမျိုးလှုပ်ဆောင်နေတဲ့သူတွေအတွက်ကလည်းမိသားစုတွေပညာ okay နော်ဒါပါနော်ဒါတော့ဟိုဒါအပြင် အာချကိုသွားမယ့်ချင်းဒီမျိုးမှာကစားမားတွေအကုန်ခေါ်သွားဖို့ရှိလားဆိုတော့ ဘောလူပဲအတွက်ပေါ့နော်ဟိုကစားမားတွေကိုကျွန်တော်ညီရဲ့ထားပါလားစီနီယာပလေးယာတွေကိုသူကတော့ပေါ့နော်ဒါခေါ်သွားဖို့ပေါ့နော်ဒါပြင်ဆင်ထားတယ်ပေါ့ဗျာဘောလူပဲအတွက်ဟိုသူ့နေရာနဲ့သူနေရာအတိတ်ကကစားမားတွေရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းသူဆက်ပြီးတော့ပြောထားတာကျွန်တော်โอเคဒါထားတော့ခုနကအဓိကပြောချင်တာကကျွန်တော်တို့အာရှကိုသွားမယ်ခီးစဉ်ကျွန်တော်တို့ကဗျာဘယ်လိုပြောရမလဲအမှန်တမ်းပြောရင်အားလုံးသိပါတယ်အာရှခီးစင်นี่เนาะအမေရိကန်ခီးစင်นี่ဘာလို့လုံနေရလဲဘာလို့လဲငွေရလို့ပဲเนาะဘာလို့လဲဆိုတော့ရာသီဂျိုပြင်ဆင်မှုတွေဆိုတာကပြည်တွင်းမှာလည်းကျွန်တော်တို့ပြင်ဆင်လို့ရတယ် ကိုတကယ်ကံရမယ့်ပြိုင်ဘက်တွေနဲ့ပြင်ဆင်လို့ရတယ်။နော်အခုလက်ရှိကျွန်တော်အာရှကိုသွားကစားတယ်ဆိုတော့လေကိုတွေကဘယ်လိုပြောမလဲဒီခီးစင်မှာဗျာအဲ့ဒီအာရှမှာလည်းဒီအဲ့အာရှဩစတာလာနော်အဲ့တသိန်းနဲ့နေပြီးသွားမှာမဟုတ်ဘူး။ပြီးလို့ရှိရင်လည်းသူ့ဟာနဲ့သူကျွန်တော်ကဒီလေ့ကျင့်ခန်းစင်စရာတွေနော်ရာဒီယိုခြေတံဝက်ပြင်စင်စရာတွေကျွန်တော်တို့မှာရှိတယ်။ငွေရတယ်ပေါ့နော်။အတင်းဟာငွေကြီးပိုင်းဗန္နာကြီးပိုင်းလိုအပ်နေတဲ့အချိန်မျိုးမှာဟိုဒါမျိုးတွေ နဲ့ကျွန်တော်တို့ကငွေတွေပေါ်ဆောင်ရမှာပဲတခြားအသင်းတွေလည်းအဲ့လိုကြီးသွားနေကြတာကိုစိတ်ပူတာဆိုလို့ပြကိုအသင်းကခကြီးတွေကအရှိကြီးတွေသွားရတာခကြီးတွေကအဝေးကြီးတွေเนาะအခုဆိုလို့ရှင်အာရှထီလာမယ်ပြီးလို့ရှင်ကျွန်တော်တို့ပြန်လို့ရှင်လည်းပဲအမေရိကန်ဒီပါတီတော်မှသွားအောင်မယ်ထင်ပါတယ်เนาะဟိုကျွန်တော်တို့ရာဒီယိုခြေအောင်ပွဲစဉ်တွေအခုချိန်ကြီးကောင်းကောင်းမသိသေးဘူးဒါပေမဲ့လို့ဗောနော်ဒီအာရှကိုလာမယ်ဆိုတာတော့ပဲသိထားသေးတာပြောချင်တာကကျွန်တော်အမေရိကန်တို့ပါလို့ဆိုလို့ရှင်အဝေးကြီးပဲဗျခကြီးစင်ကကိုကစားမားတွေနဲ့လေရင်နဲ့သွားရတာပဲပြောပြောဗာပဲပြောပြော ခီးစဉ်ဝေးတာเนาะကစားမတွေနေနေပြီးလို့ရှိရင်လူရည်ဒီအပြောင်းရွှေ့တွေမှာဆိုလို့ရှိရင်ကစားမအပြောင်းလေးတွေကျွန်တော်လှုပ်ဖို့ရှိတာအများကြီးပဲဒါအပြင် နီးပြားကဟို senior player တွေအကုန်ခေါ်သွားမယ်လို့ပြောထားတော့လဲစိတ်ပူတယ်ဗျာဒီလားဘာလို့လဲဆိုတော့ injury ပြဿနာတွေဘာတွေကအတိုင်းအတာတစ်ခုကြီးကျွန်တော်တို့က risk မယူသင့်တဲ့ကစားမတွေတော့ရှိတယ်လို့တော့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ပေါ့နော်အတင်းတွက်ယာစီတစ်တွက်ပြင်ဆင်နေဆိုကြဲကကျွန်တော်တို့ကလည်းအကောင်းဆုံးပုံစံနဲ့ပြင်ဆင်မှရမှာကိုနော်။ လူငယ်လေးတွေနဲ့ပြင်ဆင်နေဆိုလို့ရှိရင်လူငယ်လေးတွေပဲတိုးတက်သွားမှာဗျာ senior player တွေကတိုးတက်သွားမှာမဟုတ်ဘူးဒါပေမဲ့တချို့ကစားမတွေကျတော့ခြံခဲ့ပလိုက်လို့ကျွန်တော်ပြဿနာမရှိဘူးထားပါတော့ finalist လို့ကစားမမျိုးတွေခြံခဲ့ပလိုက်လို့ပြဿနာမရှိဘူး harry maguire လို့ကစားမတွေခြံခဲ့ပလိုက်လို့ပြဿနာမရှိဘူး armand dia လို့လို့ကစားမတွေခြံခဲ့ပလိုက်လို့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ဒီကစားမတွေကအသင်းနဲ့အံဝင်ခွင့်ကြဖြစ်ပြီးသားကစားမတွေနီးပြအံဝင်ရင်ဘာလို့ချင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသဘောပေါက်ပြီးသားသူတွေနော်နီးပြတွေကတော့ဗျာသူတို့ရဲ့ assistant တွေသူတို့သုံးဆွဲတဲ့အခြေအနေတွေကို ကင်တွေတဲ့အရာတွေကိုပေါ့နော်ယာဒီတိုင်းလူလူဘယ်လိုပြောမလဲဒီတိုင်းကြီးတူညီတဲ့ပုံစံနဲ့ပဲအများရန်သွားလို့မရှိပါဘူးเนาะဟိုဟာနေနဲ့ဒါနေနဲ့တော့အများရန်ပြောင်းလဲလို့ကျွန်တော်တို့ရှိတယ်ဒါတွေကိုတော့လူတာပေါ့လေစီနီယာပလေယာတွေဒါကြောင့်နီးပြားကတော့စီနီယာပလေယာတွေအကုန်လုံးကိုဒါခီးစဉ်အာချာခီးစဉ်ခေါ်သွားဖို့ရှိတယ်လို့သူပြောထားတယ်ကျွန်တော်တော့စိတ်ပူတယ်အမှန်တမ်းပြောရင်ပြီးခဲ့တဲ့ရှစ်ယာဒီတွေမှာဆိုလို့ရှိရင်လည်းကိုအတင်းက injury ပြဿနာတွေပါတယ်ဆိုလို့ရှိရင်ယာဒီကျိုးခြေသုံးပွဲစဉ်တွေမှာကြုံရလဲရှိတယ်ကောင်းတဲ့လက္ခဏာတွေကျွန်တော်မဟုတ်ဘူးပေါ့နော် အဲအဲ့လိုမျိုးတွေထပ်ပြီးတော့မကြုံရဘူးပဲကျွန်တော်မျှော်လင့်ရမှာပဲ Okay အဲဒါအပြင်သူဆက်ပြီးတော့ကျွန်တော်ပြောရတယ်အခုဆိုလို့ရှိရင်ပေါ့နော်လေ့ကျင့်ကွင်းဒီမှာဆိုလို့ရှိရင်ကစားမားတွေပူပြီးတော့တတိကြီးကြီးထားနေကြပြီလားပေါ့ဟိုဟိုသူ့အနေနဲ့ပေါ့နော်အဲ့လောက်ကြီးကြီးတင်းကျပ်ထားတာမျိုးတွေတော့ဘာမှမရှိဘူးပေါ့ အမြဲတမ်းကျွန်တော်ကစားမားတွေကိုတယောက်ချင်းတယောက်တူးတက်လာဖို့အသင်းလိုက်တူးတက်လာဖို့ကိုပဲသူကြိုးပမ်းပြီးတော့လှုပ်ဆောင်ပြီးသွားမယ်။ဒါပေမဲ့အရာအားလုံးကိုအကောင်းဆုံးဖြစ်အောင်ကင်တွယ်ဖို့လည်းလိုတော့ကျွန်တော်တို့အဲ့ဒီကန်တာကိုလည်းကြိုးပမ်းသွားမယ်ပေါ့။အခုလည်းရှိလေ့ကျင့်မှုအများကြီးမလိုဘူးပေါ့နော်အသင်းကဒါကြောင့်အဲ့ဒီအပိုင်းမှာလေ့ကျင့်တာကတော့သူကနေသူပေါ်ပါသွားတာတွေကျွန်တော်ရှိတယ်။ဒါပေမဲ့လည်းကစားမားတွေဟာတယောက်နဲ့တယောက်တော့တွန်းအားပေးနေကြတဲ့သူတွေကြီးပဲဆိုတဲ့အခါကျတော့ ဒါပူကောင်းနေဆိုပြီးတော့ပြောထားတယ်မျောလက်ရှိမှာပေါ့နော်ပရီးမီးယားလေးကတော့ကျွန်တော်တို့အတွက်ဘာမှမျောလင်းစရာမရှိတော့ဘူးပေါ့အကောင်ဘက်ကကြည့်မယ်ဆိုလို့ရှင်တော့ကစားမားတွေအတွက်ပြင်းထန်တဲ့လေ့ကျင့်မှုတွေအများကြီးလုပ်စရာမရှိတော့ဘူးပေါ့နော်သူတို့ကဒီပွဲတွေမှာဘလူပွဲမှာနေရတကာဟိုကစားကွင်းရဖို့ဟိုတနည်းအားစားကစားကွင်းရဖို့အတွက်ကစားမားတိုင်းကတိုက်ပွဲဝင်ကြပါလိမ့်မယ်ပေါ့နော်ဒါကိုကျွန်တော်လိုချင်တာဖြစ်တယ်ပေါ့ဗျာအဲ brand phone ရဲ့ပွဲမှာကစားသမားတချို့အမှားယွင်းနေသူလုတ်ခဲလုတ်ခဲတယ်ပေါ့နော်ကစားမားတချို့တွေဟိုဟို အဒလတီအဒလတီကဘာလဲဘီဘောင်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းပဲအဲကစားမားရီနေနဲ့အမားတချို့လုတ်ခဲ့တာတွေရှိတယ်ပေါ့ဗျာဟိုလိုဓာရီနေနဲ့ပြင်ဆင်ဖို့ကျွန်တော်တို့အကောင်းဆုံးချူပန်းမှာဖြစ်ကြောင်းကျွန်တော် ပြောထားတယ်ကျွန်တော်ရှိတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကစားမားရီက United အတွက်ကစားပေးနေတယ်ဆိုတာမမေ့သင့်ဘူးပေါ့နော်ပရီးမီးယားလိမ်မှာလည်းနိုင်ပွဲတွေကျွန်တော်ရဖို့လိုတယ်ဘိုလူဘက်အတွက်ပြင်ဆင်နေတယ်ဆိုတာမှန်ပြီမဲ့လေလို့လက်ရှိကင်နေရတဲ့ပွဲစဉ်တွေမှာလည်းရလက်တီကောင်းအောင်ပြင်ဆင်နိုင်မှာ ကျွန်တော်တို့အနာဂတ်အတွက်ပေါ့နော်အများကြီးကောင်းလာမှာဆိုပြီးတော့ MODing ကတော့ပြောထားတယ်။ဘာပဲပြောပြောနီးပြအတွက်ကတော့ပြင်ဆင်ရတာမလွယ်ကူပါဘူး။ကြံရပြဿနာတွေကြောင့်ချုပ်ဆားမော်တွေလက်လွတ်ထားရတယ်လို့ပွဲတွေကလည်းတအားကျက်နေတယ်။အခုဆိုလို့ချင်းဂျာလာပလီညာတောက်ကြနေမနေ့မှာကျွန်တော်ကစားပြီးသွားပြီ။ weekend မှာကျွန်တော်ထပ်ကစားရတော့မယ်။ဒါမျိုးတွေပေါ့နော်။အဲဆိုတော့မလွယ်ဘူးပေါ့နော်။ဒါပြင်နောက်ထပ်10ရက်လောက်နေလို့ရှိရင်လည်းပဲတပတ်ကျော်ကျော်လောက်နေလို့ရှိရင်လည်းပဲ Europa League Final ကစားဖို့ရှိတယ်။အဲ့ဒီမတိုင်ခင်မှာလည်း Chelsea တို့ဘာလို့လဲကစားဖို့ရှိတယ်ဆိုတော့ အတင်တွက်ဘလူးမန်းကျွန်တော်မလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Chelsea တို့ကတော့က Champions League ဝင်ခွင့်တဲ့အမှန်ကန်ကစားနေတဲ့ချိန်ကိုရီကဘလူးဘဲကိုအာယုံဆိုင်စရာရှိလို့ဆိုပြီးတော့လူစုံတက်စုံထုတ်မလာဘူးဆိုလို့ရှိရင်ကျွန်တော်ရလက်ဘလူးဖြစ်လာမလဲဆိုတော့ကောင်းကောင်းခံမှန်းလို့ရတယ်။နိုင်ဂျင်လုံးလို့ဆိုပြီးတော့ကစားမတွေဆွတ်ဆက်တုံးလို့လည်းကျွန်တော်မရဘူး။ကိုအတွက်ရေးကြီးတဲ့အရေးကြီးတဲ့ Euro Ballet Final ကကျွန်တော်ရှိနေသေးတာ။အဲ့ဒီ Final မှာကျွန်တော်တို့ဘလူးဘဲမှာဖလားတာရနိုင်နေဆိုရင်တေးကြတယ်ကျွန်တော်တို့အတွက် Champions League ဝင်ခွင့်ရနော်။အဲ့လိုမျိုးကြောင့် နီးပြားဖြစ်သူအတွက်တော့လက်ရှိမှာကင်တွေရတာတွေကစီမံရတာတွေကတော်တော်အခင်းနေမှာပါသူတို့လည်းပဲအကောင်းဆုံးပုံစံစီမံနိုင်နေမယ်ကျွန်တော်မျှော်လင့်နေတယ်အဲ MOD ကိုကျွန်တော်ယုံထားပြီးသားပါအောင်တယ်မလို့နော်ဆိုတော့ညီတို့အနေနဲ့ရောနီးပြဖြစ်တဲ့ Rubin Amorin ပြောတိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကျွန်တော်ရှိလာမဲ့ပရီးမီးယားလိဂ်ပွဲစဉ်ဒီမှာဘယ်ကစားသမားတွေကိုသတိထားပြီးတော့အသုံးပြုသင့်တယ်လို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအောင်ဘသူတွေကိုပို့ပြီးတော့နေရာပေးသင့်တယ်လို့ရယူဆကြလဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဆိုတော့မနေ့ပြန်မနေ့မှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ